ယူကရိန်းစစ်ပွဲဟာအရှိန်မြင့်တင်ဖို့လှုံ့ဆော်ပါရမယ်။ပြီးခဲ့တဲ့ရက်သပတ်တွေအတွင်းဒေါ်နယ်ထရန့်ဟာဗလာဒီမာပူတင်ကိုသူ့လိုချင်တဲ့နေရာမှာရှိတယ်လို့ယုံကြည်ခဲ့ပါတယ်။အမေရိကန်ဟာရုရှားကိုစစ်ပြင်းကြီးရေးဆွေးနွေးပွဲတွေအတွက်ပါဝင်နေပြီလို့ယုံကြည်ခဲ့ပါတယ်။ငြိမ်းချမ်းရေးဟာနောက်ဆုံးမှလက်လန်းမိလာခဲ့ပြီလို့ထင်ခဲ့ပါတယ်။ထရန့်ဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ပေးတဲ့သဘောတူညီချက်ရဲ့လက်မှတ်ရေးထိုးသူအဖြစ်ထွက်ခွာသွားနိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါ့ပြင်ခဏအတွင်းမှာပဲအရာအားလုံးပြိုလဲသွားခဲ့ပါတယ်။ ရုရှားဟာစစ်ပြေငြိမ်းရေးကိုငြင်းပယ်လိုက်တဲ့အပြင်ပူတင်ဟာထရမ့်ကိုစစ်ပြေငြိမ်းရေးဆွေးနွေးပွဲတွေကိုလုံးဝငြင်းပယ်လိုက်တဲ့အတွက်ထရမ့်ကိုအရှက်ရလာအောင်လုပ်လိုက်ပါတယ်။အခုဆိုရင်ထရမ့်ဟာရုန်းကန်နေရတဲ့အပြင်တစ္ဆာဖောက်ခံလိုက်ရပါတယ်။အမေရိကန်ဟာဒါကိုကြိုတင်မြင်နိုင်ခဲ့တယ်မှာ။ဒီနေ့မှာတော့ပူတင်ဟာဘာကြောင့်အခုချိန်မှာထရမ့်ကိုပြန်တိုက်ဖို့ရွေးချယ်ခဲ့တာလဲ။ဒါဟာယူကရိန်းစစ်ပွဲအတွက်ဘာကိုဆိုလိုတာလဲ။နောက်ပြီးဘသူမှမေးချင်မှမဟုတ်တဲ့မေးခွန်းကြီးတစ်ခုဖြစ်တဲ့နောက်ဘာဖြစ်မလဲဆိုတာကိုဖြေရှင်းသွားမှာပါ။ ဒါပေမဲ့အရင်ဆုံး2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကအခြေအနေကိုနည်းနည်းပြောပြပါမယ်။ Trump ဟာ American ကိုယ်စားလှယ်အဖွဲ့အဖွဲ့ကို Saudi Arabia မှာ Russia အဖွဲ့နဲ့တွေ့ဆုံမှုဆေလွတ်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။သူ့ရဲ့ပြောဆိုချက်တွေဟာ Putin နဲ့60မိနစ်ကြာဖုန်းစကားပြောပြီးတဲ့နောက်ချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဖုန်းစကားပြောဆိုမှုအတွင်းမှာ Trump ဟာ Ukraine စစ်ပွဲကိုအဆုံးသတ်ဖို့ဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတာကိုဆွေးနွေးခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒီဖုန်းစကားပြောဆိုမှုအပြီးမှာနှစ်ဖက်စလုံးဟာအားတက်နေပုံရပါတယ်။ ထရန့်ရဲ့ပူတင်ရဲ့စကားပြောဖို့ဆုံးဖြတ်ချက်ဟာရုရှားကိုဥတီတဲ့အမေရိကန်ရဲ့နှစ်ပေါင်းများစွာကြာမူဝါဒတွေကိုချိုးဖောက်လိုက်တာပါပဲ။ရုရှားဟာယူကရိန်းကိုကျူးကျော်ပြီးကလေးကနှစ်နိုင်ငံဟာစကားမပြောပြခဲ့ကြပါဘူး။ရုရှားကလည်းအမေရိကန်နဲ့ဆက်ဆံရေးကိုပြန်လည်တိဆောက်ဖို့စိတ်အားထက်သန်နေပါတယ်။ရုရှားသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူဒီမစ်ထရီပက်စကော့ဖ်ကရုရှားသမ္မတဟာအမေရိကန်သမ္မတကိုမော်စကိုကိုလာရောက်လေပတ်ဖို့ဖိတ်ကြားခဲ့ပြီးရုရှားမှာအမေရိကန်အရာရှိတွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေတယ်လို့ပြောခဲ့ပါတယ်။ အဲ့ဒီလိုလက်ခံမှုဟာနှစ်နိုင်ငံအကျိုးစီးပွားအတွက်ဖြစ်ပါတယ်အဲ့ဒီထဲမှာယူကရိန်းပြည်ထနာလည်းပါဝင်ပါတယ်ထရမ့်အတွက်ကတော့ဒီပြောဆိုချက်ဟာသူ့ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာလမ်းကြောင်းပေါ်ရောက်နေပြီလို့ဆိုလိုပါတယ်ပူတင်ဟာစကားပြောချင်နေပြီးထရမ့်ဟာသဘောတူညီချက်တစ်ခုကိုလုပ်ဖို့အဆင်သင့်ဖြစ်နေပါတယ်ဒီတွေ့ဆုံမှုဟာရက်အနည်းငယ်အကြာမှာဖြစ်ပွားခဲ့ပါတယ်ထရမ့်ရဲ့အဖွဲ့ဟာပူတင်ရဲ့ကိုယ်စားလှယ်တွေနဲ့ဆော်ဒီအာရေဗျမှာတွေ့ဆုံခဲ့ပါတယ်ဒါပေမဲ့အခက်အခဲတချို့တော့ရှိခဲ့ပါတယ်အဓိကအခက်အခဲကတော့ ယူကရိန်းကိုဖိတ်ကြားခြင်းမရှိခဲ့တာပါပဲ။အမေရိကန်ဟာရုရှားကျူးကျော်ထားတဲ့နိုင်ငံတနိုင်ငံရဲ့ပါဝင်မှုမရှိဘဲရုရှားနဲ့ငြိမ်းချမ်းရေးကိုနှိမ့်နှိုင်းဖို့ကြိုးစားနေတာပါ။ယူကရိန်းရဲ့ဥရောပမဟာမိတ်တွေရဲ့ကိုယ်စားလှယ်တွေလည်းမပါဝင်ခဲ့ပါဘူး။ဒီတွေ့ဆုံမှုဟာအမေရိကန်နဲ့ရုရှားကြားမှာပဲဖြစ်ခဲ့ပါတယ်။အမေရိကန်အတွက်တော့ရလဒ်ဟာအပြုသဘောဆောင်ပုံရပါတယ်။နိုင်ငံခြားရေးဝန်ကြီးမိုက်ခရိုရူဘီယိုကစစ်ပြည်ရေးဆွေးနွေးပွဲတွေကိုထောက်ပံ့ဖို့အစိမ့်မြက်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းဖို့သဘောတူညီချက်တစ်ခုရေးဆွဲထားတယ်လို့ပြောခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ဟာယူကရိန်းပဋိပက္ခရဲ့အောင်မြင်တဲ့အဆုံးသတ်မှုကနေပေါ်ထွက်လာမဲ့အခွင့်အလမ်းတွေကိုလေ့လာသွားမှာပါ။ Rubio ကပြောပါတယ်။ဘယ်စစ်ပင်ကြီးမဆိုပါဝင်တဲ့သူအားလုံးဖြစ်တဲ့ Russia, Ukraine နဲ့ American တို့ကလက်ခံနိုင်မှာဖြစ်မယ်လို့ဆိုပါတယ်။သူ့ရဲ့အတန်ဟာပြေလည်အောင်လုပ်ပေးနေတယ်လို့ဖြစ်နေပါတယ်။ Trump ရဲ့အတန်ကတော့မဟုတ်ပါဘူး။ Saudi အစည်းအဝေးကိုဖိတ်ကြားခံမရတဲ့အပေါ် Ukraine သမ္မတ Zelensky ရဲ့စိတ်ပြတ်မှုကိုတုံ့ပြန်ရင်း Trump က ဇလန်စကီဟာစစ်ပွဲကိုအဆုံးသတ်ဖို့၃နှစ်ကြာအချိန်ရှိခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ထရမ့်ရဲ့ယူကရိန်းကိုချဉ်းကပ်မှုဟာဒီကနေစပြီးပိုပြီးရှုပ်ထွေးလာပါတယ်။သူကယူကရိန်းဟာရုရှားအစားစစ်ပွဲကိုစတင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ထရမ့်ကဇလန်စကီကိုအာဏာရှင်လို့ညှိနှုံးခဲ့ပြီးယူကရိန်းဟာစစ်အတွင်းမှာရွေးကောက်ပွဲမလုပ်တဲ့အဓိကအကြောင်းရင်းကဇလန်စကီဟာယူကရိန်းမှာထောက်ခံမှုနည်းနေတာဆိုတာကိုသိနေလို့ပါလို့ဆိုခဲ့ပါတယ်။ထရမ့်က Troop Social Post တခုမှာဇလန်စကီဟာညံ့နေ သူ့နိုင်ငံဟာပျက်စီးနေပြီးတန်းနဲ့ချီတဲ့လူတွေမလို့အဖဲသေဆုံးနေရတယ်လို့ထပ်ဖြေပြောခဲ့ပါတယ်။ထရမ့်နဲ့ဇလန်စကီတို့ကြားကဆက်ဆံရေးဟာရက်သက်တပတ်အနည်းငယ်အတွင်းပိုဆိုးလာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအင်ဂျီရောမှာအပြင်းထန်အငင်းပွားခဲ့ကြပါတယ်။အဲ့ဒီအစည်းအဝေးမှာယူကရိန်းစစ်ပွဲနဲ့အမေရိကန်ရဲ့မကြသေးငင်ကဆုံးဖြတ်ချက်တွေအကြောင်းအပြန်အလှန်အငင်းပွားခဲ့ကြပါတယ်။ထရမ့်ဟာအဲ့ဒီအစည်းအဝေးအတွင်းသူခံစားရတဲ့မလေးစားမှုကိုတုံ့ပြန်ရင်းဇလန်စကီရဲ့ဒုက္ခရောက်နေတဲ့နိုင်ငံကိုအမေရိကန်ရဲ့အကူအညီကိုရပ်ဆိုင်းလိုက်ပြီး ယူကရိန်းရဲ့ဥရောပမဟာမိတ်တွေကိုအမေရိကန်ရဲ့ထောင်လှမ်းရေးအချက်လက်တွေကိုမျှဝေဝင်မရှိတော့ဘူးလို့ပြောခဲ့ပါတယ်။မတ်လ9ရက်နေ့အထိတောင်ထရမ့်နဲ့ပူတင်ဟာယူကရိန်းနဲ့စစ်ပြေငြိမ်းရေးဆွေးနွေးပွဲမှာသူလိုအပ်တာထက်ပိုပြီးရရောမယ်လို့ဆိုနေခဲ့ပါတယ်။ဇလန်စကီကိုတော့လှုပ်ဖော်ကင်ဘက်ဖြစ်လက်တွဲဖို့ပိုခက်ခဲတဲ့ကောင်းဆောင်လို့တရုတ်ဖော်ခဲ့ပါတယ်။ဒါအားလုံးဟာထရမ့်ဟာဒီပဋိပက္ခမှာဘယ်တစ်ဖက်ကိုယိမ်းနေတယ်လို့ညွှန်ပြနေပါတယ်။သူ့ရဲ့သတင်းစကားတွေဟာယူကရိန်းကိုစစ်ပွဲစတင်တယ်လို့ဆိုဆွဲပြီး ်ပူတင်ရဲ့သဘောတူညီချက်တစ်ခုကိုမလုပ်နိုင်တာကြောင့်လည်းအပြစ်တင်နေပါဗျ။ထရမ့်ဟာဇယ်လန်စကီကိုအကြိမ်ကြိမ်ဝေဖန်ခဲ့ပြီးယူကရိန်းကိုဆွေးနွေးပွဲတွေအတွက်ဖိအားပေးဖို့အမေရိကန်ကကြိုးစားနေတယ်လို့သဘောထားတစ်ခုကိုခိုင်မာစေခဲ့ပါဗျ။ဒီဆွေးနွေးပွဲတွေဖြစ်ပြီးတဲ့နောက်ထရမ့်ကပူတင်ဟာတရားမျှတတဲ့သဘောတူညီချက်တစ်ခုအတွက်ညှိနှိုင်းဖို့လိုလားနေတယ်လို့ဆိုခဲ့ပါဗျ။ဒါရီဟာထရမ့်အတွက်နောက်ဆုံးစကားလုံးတွေဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ထရမ့်ကပူတင်ဟာရရောမယ်လို့ပြောနေတဲ့နေ့မှာပဲ ရုရှားကောင်းတာဟာထရမ့်ရဲ့ကြောပြင်မှာဓာတ်နဲ့ထိုးလိုက်တယ်လို့ဖြစ်သွားပါတယ်။ငြိမ်းချမ်းရေးဒါမှမဟုတ်စစ်ပညာရေးဆွေးနွေးပွဲတွေမှာရည်ရွယ်မှုဆိုတာလုံးဝမရှိတော့ပါဘူး။စစ်ပညာရေးဆိုတာလုံးဝမရှိတော့ဘူးလို့ဆိုလိုက်ပါတယ်။မက်ရှလာ9ရက်နေ့မှာပရာဗဒာသတင်းစာကရုရှားဟာအနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာယူကရိန်းကိုဘလို့လိုက်ရောမှုမှမပြုတ်လောက်တော့ဘူးလို့ဖော်ပြခဲ့ပါတယ်။ခရမလင်ကလည်းအနောက်နိုင်ငံတွေအထူးသဖြင့် NATO နဲ့ဆက်နွယ်နေတဲ့နိုင်ငံတွေက ယူကရိန်းမှာငြိမ်းချမ်းရေးတပ်တွေဆစ်လွတ်ဖို့အလားအလာကိုစဉ်းစားမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။တူတူပြောရရင်ရုရှားလိုချင်တဲ့အရာအလုံးကိုမပေးဘဲနဲ့တော့ဘာမှရှိတိုင်းမှာမဟုတ်ဘူးလို့ဆိုလိုလိုက်တာပါပဲ။ The New Voice of Ukraine ကလည်းအလားတူသတင်းတစ်ပုဒ်ကိုဖော်ပြခဲ့ပါတယ်။ပူတင်ရဲ့ပြောဆိုချက်တွေဟာ Trump ကသူဟာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာရက်ရောမယ်လို့ပြောခဲ့တဲ့တရက်ကြာမှာထွက်ပေါ်လာခဲ့တာပါ။ရုရှားဟာရုရှားမြေလိုယူဆတဲ့နေရာကိုစွန့်လွတ်မှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါဗါဒါဟာရုရှားက ယူကရိန်းမှာတရားမဝင်သိမ်းပိုက်ထားတဲ့နေမျိုးတွေနဲ့တနိုင်ငံလုံးကိုဆိုလိုတာပါ။ဥရောပငြိမ်းချမ်းရေးတပ်တွေယူကရိန်းကိုဝင်ရောက်မယ်ဆိုရင်ဒါဟာ NATO ရဲ့ဓာတ်ရိုက်တရားဝင်သို့မဟုတ်ဖုံးကွယ်မှုမရှိတဲ့ပါဝင်မှုဖြစ်လာမယ်လို့သူကထပ်ဖြည့်ပြောခဲ့ပါတယ်။ဒီပြောဆိုချက်တွေဟာ Trump ကရုရှားရဲ့စစ်ပညာရေးဆိုင်ရာချင်းကပ်မှုအကြောင်းသူသိထားတယ်ထင်လို့ထင်ခဲ့တဲ့အရာအလုံးကိုတစ်ဆာဖောက်လိုက်တာပါပဲ။ Trump ကပူတင်ဟာလိုက်ရောမယ်လို့ချီးကျူးနေချိန်ဇယ်လန်စကီကိုပြောရခတ်တဲ့သူလို့ခေါ်နေချိန်မှာ ရုရှားကတော့ဘယ်လိုလိုလလမှုမှလက်မခံပဲယူကရိန်းမျိုးပေါ်မှာငြိမ်းချမ်းရေးတပ်တွေရှိနေဖို့ကိုလည်းလက်မခံဘူးလို့ရှင်းရှင်းလင်းလင်းညင်းဆန်လိုက်ပါတယ်။ထရမ့်ကယူကရိန်းလုံးဝအငြင်းခံဖို့ကလွန်ရင်ဘယ်ဘူဟာမှမရှိတော့ပါဘူး။ရုရှားဟာနှိမ့်နိုင်ဖို့စံတာမရှိတော့ပဲထရမ့်ကပူတင်ရဲ့ယုံကြည်မှုတိစောက်ဖို့လှုပ်ခဲတဲ့လှုပ်ရှားမှုတွေကိုအခွင့်ကောင်းယူနေပါတယ်။ကရမလင်ကစစ်ပြေငြိမ်းရေးကြေညာချက်ထုတ်ပြန်မှုမတိုင်ခင်ဂျပန်အတွင်းမှာပဲထရမ့်ကယူကရိန်းကိုအကူအညီပေးတာကိုယုံသိမ်းလိုက်တောင်ကြေညာပြီးတာနဲ့ ရုရှားဟာတိုက်ခိုက်မှုတွေစတင်လိုက်ပါတယ်။တိုက်ခိုက်မှုလှိုင်းတွေကြောင့်ယူကရိန်းတပ်သား20သေဆုံးခဲ့ပါတယ်။မတ်လ9ရက်နေ့မှာပူတင်ဟာ Donetsk နဲ့ Kharkiv ဒေသတွေမှာတိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုံ့ဆော်ခဲ့ပါတယ်။ရုရှားဟာ Dobropilya မြို့ရဲ့ရှေ့တန်းဒေသကိုဒုံးကျည်နှစင်းပစ်လွတ်ခဲ့ပြီးအဲ့ဒီဒုံးကျည်တွေဟာငါးတပ်တိုက်တစ်ခုကိုမီးလောင်စေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ယူကရိန်းသား17ယောက်သေဆုံးခဲ့ပါတယ်။ကေဒေးတပ်ဖွဲ့တွေကူညီဖို့ရောက်လာတဲ့အခါတတရမြောက်တိုက်ခိုက်မှုကသူတို့ကိုပြစ်မှတ်ထားခဲ့ပါတယ်။ စုစုပေါင်း48ယောက်ကလေး9ယောက်ဒဏ်ရာရခဲ့ပါတယ်။ဇယ်လန်စကီးရဲ့အဆိုအရထရမ့်ရဲ့ပူတင်ပေါ်ယုံကြည်မှုဟာပျက်စီးသွားခဲ့ပါတယ်။ဒါတွေဟာစစ်ပြည်ငြိမ်းရေးကိုစဉ်းစားနေတဲ့ခေါင်းဆောင်တယောက်ရဲ့လုပ်ရည်တွေမဟုတ်ပါဘူး။ဒီအစားပူတင်ဟာထရမ့်ကိုလှည့်သားပြီးအမေရိကန်သမ္မတကိုသူ့ကိုယုံကြည်လို့ရတယ်လို့ယုံကြည်အောင်လုပ်ခဲ့တာပါ။ထရမ့်ကယူကရိန်းကိုစစ်ပြေငြိမ်းရေးဆွေးနွေးပွဲတွေအတွက်ဖိအားပေးဖို့လှုံ့ဆော်တာနဲ့ပူတင်ကတိုက်ခိုက်လိုက်တာပါ။ထရမ့်က ရုရှားကိုစီးပွားရေးပိတ်ဆို့မှုတွေကြီးကြီးမားမားလုပ်ဖို့စဉ်းစားနေတယ်လို့အကြံပြုခဲ့ပါတယ်။ဒါပေမဲ့ဒီပိတ်ဆို့မှုတွေမရောက်လာသေးပါဘူး။ဒီအကြံပြုချက်တွေဟာထရမ့်ကပူတင်ကိုရရောတယ်လို့ပြောခဲ့တဲ့မီဒီယာအစည်းအဝေးမှာပဲထွက်ပေါ်လာခဲ့တာပါ။ဒီအရီအားလုံးဟာတိတ်နောက်ကျသွားပါပြီ။ပူတင်ဟာထရမ့်ရဲ့မျက်လုံးကိုဖုံးကွယ်ပြီးယူကရိန်းကိုပုံမိုရက်ဆက်တဲ့တိုက်ခိုက်မှုတွေလုပ်နိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။အခုမေကွန်ကရိုးရှင်းပါတယ်။ဘာကြောင့်ရုရှားဟာဘလို့စစ်ပြင်းကြီးကိုမှလက်မခံတာလဲ။ အဖြေတွေကတခုထက်ပိုပါတယ်။အထင်ရှားဆုံးအဖြေကတော့ရုရှားဟာသူ့ရဲ့အကျိုးစီးပွားနဲ့လုံးဝကိုက်ညီတဲ့သဘောတူညီချက်ကိုပဲလက်ခံပါပါ။ James Town Foundation ကဒါကိုထောက်ပြခဲ့ပါတယ်။ရုရှားရဲ့လုံးဝကိုက်ညီမှုကိုလိုလားတဲ့ဆန္ဒဟာ Trump ရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ပေါ်ယက်တီချက်နဲ့ဆန့်ကျင်နေပါတယ်။ Foundation က Trump ဟာ Ukraine ကိုနယ်မြေတွေများများပြန်ရအောင်ကူညီဖို့ကတိပေးထားတယ်လို့ဆိုပါတယ်။ဒါဟာရုရှားအတွက်သဘောမတွေ့စရာပါပဲ။ရုရှားကောင်းဆောင်အတွက် ရုရှားကယူကရိန်းမှာသိမ်းပိုက်ထားတဲ့နေမျိုးတွေဟာရုရှားရဲ့အစိတ်အပိုင်းပါပဲ။ထရမ့်ကဘာပြောပြောရုရှားကောင်းဆောင်ကဒီနေမျိုးတွေကိုဆွတ်လွတ်မှာမဟုတ်ပါဘူး။ရုရှားကလက်ရှိရှိနေတဲ့စစ်ပညာရေးအဆိုပြုချက်တွေဟာပူတင်ရဲ့အထူးစစ်စင်ရေးရဲ့အရင်းခံအကြောင်းရင်းတွေကိုဖြည့်ရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။စစ်ပွဲကိုအခုရပ်လိုက်ရင်ယူကရိန်းဟာရုရှားကိုအနာဂတ်မှာပြင်းထန်တဲ့ပျက်စီးမှုတွေဖြစ်စေနိုင်တဲ့တန်ဖိုးတကောင်အဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ရုရှားကဆိုပါတယ်။စစ်ပညာရေးဟာယူကရိန်းကိုစစ်အင်အားလျှော့ချဖို့တွန်းအားမပေးနိုင်ပါဘူး။ ဒါကြောင့်ယူကရိန်းဟာပူတင်အတွက်ချင်းချောင်းမှုတစ်ခုဖြစ်နေသေးပါပိုအရေးကြီးတာကယူကရိန်းဘက်ကစစ်ရင်အားလျှော့ချမှုမရှိတာဟာပူတင်ကစစ်ပြင်းကြီးရဲ့အပြီးမှာသူ့လိုချင်တာကိုရဖို့ထတ်ကျူးကြုံလို့မရတော့ဘူးဆိုတာပါပဲဒါအပြင်ရုရှားကယူကရိန်းမှာဘလို့လုံခြုံရေးအာမခံချက်မှမရှိသေးချင်ပါဘူးအမေရိကန်ရဲ့ရှူတောင်းကတော့ဒါဟာပြဿနာမဟုတ်ပါဘူးအမေရိကန်ဟာယူကရိန်းကိုကူညီပေးတာတစ်ခါရက်ဆိုင်ခဲ့ပြီးယူကရိန်းမှာငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့သူ့တပ်တွေကိုစေလွှတ်ဖို့ဝင်လေးနေပုံရပါတယ် ဒါပေမဲ့ဥရောပကတော့လုံးဝကွဲပြားပါတယ်ဇလန်စကီကိုယ်တိုင်ကဥရောပတစ်ခုတည်းဟာယူကရိန်းရဲ့လုံခြုံရေးကိုအာမခံနိုင်မှာမဟုတ်ဘူးလို့ယုံကြည်ပေမဲ့စစ်ပြင်းရေးအပြီးမှာဥရောပဟာပါဝင်နေသေးပါဥရောပဟာငြိမ်းချမ်းရေးတပ်တွေဆေလွတ်ဖို့ယူကရိန်းကိုလက်နက်တွေပေးဖို့နိုင်ငံကိုပြန်လည်တိဆောက်ဖို့ဥညီဖို့ဖြစ်နိုင်ပါတယ်ပူတင်အတွက်တော့ဒါဟာယူကရိန်းဟာ NATO နဲ့ဆက်နွယ်နေတဲ့နိုင်ငံတွေနဲ့ဆက်ဆံရေးတိဆောက်နေတာနဲ့အတူတူပါပဲဒါဟာရုရှားကိုဥရောပမှာဆွမ်းအားကြီးနိုင်ငံဖြစ်စေဖို့ ်ပူတင်ရဲ့ရည်မှန်းချက်ကိုချိန်ချောင်းနေပါတယ်။ဒါကြောင့်ပူတင်ကထရမ့်ကိုသစ္စာဖောက်ရတဲ့ပထမအကြောင်းရင်းကယူရှင်းပါတယ်။ရုရှားကအမေရိကန်ယူကရိန်းနဲ့ဥရောပတို့ပေးနိုင်တာထက်ပိုလိုချင်နေပါတယ်။ပြီးတော့ယူကရိန်းကစစ်ပြင်းကြီးအပြီးမှာပိုအားကောင်းလာတာကိုမလိုချင်ပါဘူး။သစ္စာဖောက်ရတဲ့အခြားအကြောင်းရင်းတွေလည်းရှိပါတယ်။ဥပမာယူကရိန်းမှာလွှမ်းမိုးမှုတွေရှိနေသေးပါ။2024ခုနှစ်ဩဂုတ်လမှာဇလန်စကီးရဲ့တပ်တွေရုရှားရဲ့ကပ်စ်ဒေသကိုကျူးကျော်တဲ့အခါဒီရုရှားနယ်မြေကိုထိန်းချုပ်ထားတာဟာ ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေမှာတန်ဖိုးရှိတယ်ဆိုတာကိုသူတို့သိခဲ့လို့ပါယူကရိန်းဟာဒီရုရှားနယ်မြေကိုသူ့နယ်မြေတချို့နဲ့လဲလှယ်နိုင်ပါတယ်ဒါကြောင့်ရုရှားကသိမ်းပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေညှော့နေသွားမှာပါပူတင်ကဒါကိုသိပါတယ်ဒါကြောင့်ယူကရိန်းကဘလို့ဘွက်ဖဲတစ်ခုမှမကင်ထားတဲ့အခြေအနေမှာစစ်ပညာရေးညှိနှိုင်းမှုတွေကိုမဝင်ကျင်တာပါကတ်စ်ဟာရုရှားအတွက်ကြီးမားတဲ့ပြဿနာတစ်ခုပါ Trump ကယူကရိန်းကိုအမေရိကန်ရဲ့အကူအညီကိုရပ်ဆိုင်းလိုက်တဲ့အခါ ်ပူတင်ကကတ်စ်မှာသူ့ရဲ့တိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စွာလှုပ်ဆောင်မှုအခွင့်အရေးကိုအသုံးချခဲ့ပါတယ်။ဒီပြင်းထန်မှုကြောင့်ယူကရိန်းဟာရွေးချယ်စရာတစ်ခုကိုလုပ်ဖို့ဖြစ်လာပါတယ်။စီရေးခွဲခြားစိတ်ဓာတ်သူယန်မတ်ဗီယက်ကအဆိုအဆိုရကတ်စ်မှာခြေကုပ်တစ်ခုကိုထိမ့်သိမ်းထားဖို့တစ်ခုပြီးတော့အကြောင်းရင်းကအနာဂတ်ညှိနှိုင်းမှုတွေကိုအသုံးပြုပါပါပဲ။ဒါပေမဲ့မတ်ဗီယက်ကရှင်းပြခဲ့တာကအတွေ့အကြုံရှိတဲ့တပ်သားတွေနဲ့ခေမီကရိယာတွေကိုဆုံးရှုံးရတာဟာယူကရိန်းရဲ့စစ်ရင်အားကိုတခြားဒေသတွေမှာအားနည်းစေနိုင်ပါတယ်။ ယူကရိန်းကဆက်ထိန်ထားဖို့ကြိုးစားနိုင်ပါတယ်။ယူကရိန်းမှာ graphite တိုက်ပေါင်း20တက်မှ9000တန်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ဒီပစ္စည်းဟာတန်ကျင်တန်ကိုအများဆုံးဒေါ်လာ2000ကနေဒေါ်လာ4000အထိဈေးရှိပါတယ်။အများဆုံးဈေးနှုန်းနဲ့တွက်ရင်ယူကရိန်းရဲ့ graphite တိုက်တွေဟာဒေါ်လာ83တက်မှ6ဘီလီယံလောက်အမြတ်ဆုံးရနိုင်ပါတယ်။ဒါကိုလုံးဝထုတ်ယူနိုင်မဲ့သူတွေအတွက်ဖြစ်ပါတယ်။ယူကရိန်းဟာဥရောပရဲ့တိုက်ဒီနီယံထောက်ပံ့မှုရဲ့9%ခန့်လီသီယံရဲ့3ပုံတစ်ပုံနဲ့တွတ်ငွေ ကျင်းနေလို့လို့တပ်တုတွေရဲ့တိုက်တွေကိုပိုင်ဆိုင်ထားပါတယ်။ယူကရိန်းမှာတပ်တုတိုက်ပေါင်း2000ရှိပြီးတပ်တုအမျိုးအစား116မျိုးနဲ့တပ်တုရိုင်းတွေပါဝင်တယ်လို့ဖော်ပြခဲ့ပါတယ်။ပူတင်ကျူးကျော်စစ်စတင်တဲ့အချိန်မှာဒီတိုက်တွေရဲ့15ရာခိုင်နှုန်းပဲထုတ်ယူနေပါတယ်။ဒီတိုက်တွေရဲ့အများစုဟာ Donetsk နဲ့ Russia ပြစ်မှတ်ထားတဲ့အခြားဒေသတွေမှာရှိနေပါတယ်။ပူတင်ဟာဒီတပ်တုတွေကိုထုတ်ယူပြီးရုရှားအတွက်ငွေရှာဖို့စိတ်ဝင်စားနေတယ်ဆိုတာသိဖို့ပါရမီရှင်ဖြစ်เสียရမလိုပါဘူး။ ဆိုဗီယက်အင်ပါယာကိုပြန်လည်တည်ဆောက်ဖို့စိတ်ဝင်စားသလိုဒီတပ်ထုတွေကိုထုတ်ယူဖို့လည်းစိတ်ဝင်စားနေပါတယ်။ငွေတွေမကပါဘူး။ယူကရိန်းရဲ့ရှားပါတပ်ထုတွေနဲ့တပ်ထုတွေကိုထိန်းချုပ်နိုင်ရင်ရုရှားဟာကြီးမားတဲ့နိုင်ငံရေးဩဒါလွှမ်းမိုးမှုကိုရရှိမှာပါ။အခြားနိုင်ငံတွေဟာသူတို့လိုအပ်တဲ့ပစ္စည်းတွေအတွက်ရုရှားကိုမှီခိုလာရမှာပါ။ဒီပစ္စည်းတွေဟာစားသုံးကုန်အီလက်ထရောနစ်ပစ္စည်းတွေကနေလက်နက်ထုတ်လုပ်ရေးအထိဖြစ်ပါတယ်။ပူတင်ဟာရုရှားကိုသိမ်းပိုက်ရင်ရလာမဲ့ဘီလီယံပေါင်းများပါကိုလိုချင်နေပါတယ်။ ဒီမထုတ်ယူရသေးတဲ့တိုက်တွေကနေသူ့ကိုပေးမဲ့ဩဇာလွှမ်းမိုးမှုကိုပို့လိုခြင်းတွေပါတယ်။အခုစစ်ပြင်းရဲရေးကိုသဘောတူလိုက်ရင်အထူးသဖြင့် Don Dax ရဲ့အစိပ်ပိုင်းတွေကိုပြန်ပေးရမယ်စစ်ပြင်းရဲရေးမျိုးကိုသဘောတူလိုက်ရင်ရဲတနာတိုက်တစ်ခုကိုဆွတ်လွတ်လိုက်ရတယ်လို့ဖြစ်ပြီးရုရှားချက်ထွင်ရေးအတွက်ပူတင်ရဲ့ရည်မှန်းချက်ကိုစတေးလိုက်ရတယ်လို့ဖြစ်ပါတယ်။ပူတင်က Trump ကိုတစ္ဆာဖောက်ရတဲ့နောက်ဆုံးအချက်ကတော့ရုရှားကောင်းမဟာသူ့လူတွေရဲ့ရှေ့မှာအားနဲ့နေသူလို့မပေါ်အောင်လုပ်နေဖို့လိုနေပါတယ်။စစ်ပြင်းရဲရေးဖြစ်နိုင်ခြေကိုငြင်းပယ်လိုက်တဲ့အခါ ူတင်က2025ခုနှစ်ကိုဖခင်နိုင်ငံကိုကာဝယ်သူတွေရဲ့နှစ်အဖြစ်ကြေညာခဲ့ပါတယ်။သူ့ရဲ့တဒင်းစကားကယူရှင်ပါတယ်။ဒီနှစ်ဟာပူတင်ကရုရှားပြည်သူတွေကိုသူကတိပေးခဲ့တဲ့အရာအလုံးကိုအကောင့်ထဲပုံမဲ့နှစ်ပါ။ပူတင်ဟာယူကရိန်းကိုကျူးကျော်ပြီးခဲ့ကယူကရိန်းကိုအနိုင်ယူပြီးဖခင်နိုင်ငံစီပြန်ပို့နိုင်တဲ့တူဦးဒီသောသူအဖြစ်သူ့ကိုသူရည်ရွယ်ထားခဲ့ပါတယ်။ယူကရိန်းက Crusoe 9ကိုကျူးကျော်တဲ့အခါသူ့ရဲ့ခိုင်မာတဲ့ပုံကွေရဲ့နေရာကိုကြီးမားတဲ့ထိခိုက်မှုရဲ့အန္တရာယ်ကနေကာဝယ်ဖို့ ရုရှားရဲ့ကာဝယ်သူအဖြစ်သူ့ကိုယ်သူပြန်လည်သတ်မှတ်ထားခဲ့ပါတယ်။ပူတင်အတွက်ယူကရိန်းစစ်ပွဲကိုအခုရက်လိုက်ရင်ရုရှားနဲ့ပူတင်ဟာပိုသေးတဲ့နိုင်ငံတစ်ခုကိုအနိုင်မြူနိုင်ဘူးလို့သူ့နိုင်ငံသားတွေကိုဝန်ခံလိုက်ရတယ်လို့ဖြစ်ပါတယ်။လူလားမှုတွေဟာပူတင်ကိုရုရှားရဲ့နိုင်ငံရေးအထက်တန်းလွှာရေးရဲ့ရှေ့မှာအားနည်းနေသူလို့ပြစီပါတယ်။အာနာရှင်တယောက်အတွက်ဒါဟာအန်ဒီရဲ့ရှိပါတယ်။ပူတင်ရဲ့ကောင်းဆောင်မှုအာနာရဲ့ချုပ်တဲ့နေမှုကိုသိမြင်လာရင်အခြားသူတွေကရုရှားပြည်သူတွေရဲ့ယုံကြည်မှုကိုရယူဖို့အခွင့်အရေးရလာပါတယ်။ တကယ်တော့ပူတင်ဟာ2024ခုနှစ်တစ်နှစ်လုံးဒီပြဿနာကိုအစာပြိုးဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။သူကရုရှားကာဝေးရေးဝန်ကြီးဌာနကိုတန့်စင်ခဲ့ပါတယ်။တပိုင်းကအာနာမိုင်းရဲ့ဖျက်ဆီးမှုကိုဖယ်ရှားဖို့တပိုင်းကသူ့ရဲ့အာနာကိုချိန်ချောက်နိုင်မဲ့သူတွေကိုဖယ်ရှားဖို့ပါ။ရုရှားကောင်းဆောင်ဟာရုရှားလူကြီးတချို့ကိုတတ်ဖို့လဲအမိန့်ပေးခဲ့ဝယ်ရှိပါတယ်။အဲ့ဒီထဲမှာအထင်ရှားဆုံးကတော့ Alexey Navalny ပဲဖြစ်ပါတယ်။ပူတင်ကိုဝေဖန်တဲ့သူနဲ့တိုင်ပတ်ဖြစ်ပြီး ဆိုက်ဘီးရီးယားထောင်ထဲမှာလျှို့ဝှက်ဆန်းကျဲသွားတည်ဆုံသွားခဲ့ပါတယ်။ပူတင်တို့ဒါအားလုံးဟာအာဏာကိုခိုင်မာစေဖို့ပါပဲ။ဒါပေမဲ့ဒီလှုပ်ဆောင်မှုတွေနဲ့တော့စစ်ပင်ကြီးကြီးနဲ့အတူလာတဲ့အားနည်းမှုကိုအခွင့်ကောင်းယူပြီးသူ့ကိုအာဏာကနေဖယ်ရှားဖို့ကြိုးစားမဲ့သူတွေရှိနေအောင်ပါ။ဒီလူတွေကဘယ်သူတွေလဲဆိုတာ तू မသိပေမဲ့သူတို့ကိုရုရှားကိုဥဆောင်နိုင်တဲ့ရှိမရှိကိုတန်တရားဝင်စေဖို့အခွင့်အရေးမပေးဖို့ထရမ့်ကိုတစ္ဆာဖောက်ဖို့အစဉ်အသင့်ဖြစ်နေပါဗျ။အခုမေးရရှိတဲ့တစ်ခုပြီးသောမေးခွန်းကတော့ ်ပူတင်ကထရမ့်ကိုကြောပြင်မှာဓာတ်နဲ့ထိုးလိုက်တဲ့ပြင်ဓာတ်ကိုလှည့်နေတဲ့အခါနောက်ဘာဖြစ်မလဲဆိုတာပါပဲမူဝါဒအပြောင်းလဲကြီးတစ်ခုအနေနဲ့အမေရိကန်နဲ့ယူကရိန်းဟာလက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခကိုရှော့ချဖို့ရည်ရွယ်တဲ့30ရဲ့စစ်ပညာရေးအဆိုပြုချက်ကိုသဘောတူညီခဲ့ပါတယ်။ဒီဖွံ့ဖြိုးမှုဟာအမေရိကန်နဲ့ယူကရိန်းရာရှိတွေကြားဆော်ဒီအာရေဗျမှာမကြာသေးခင်ကမြန်မာနဲ့အဆင့်ဆွေးနွေးပွဲတွေအပြီးမှာဖြစ်ပေါ်လာတာပါ။ယူကရိန်းသမ္မတဇလန်စကီးဟာစစ်ပညာရေးကိုထောက်ခံကြောင်းပြောကြားခဲ့ပြီး ဒီအပြုတ်သဘောဆောင်တဲ့အဆိုပြုချက်ကိုရုရှားကိုသဘောတူခိုင်းဖို့အမေရိကန်ပေါ်မူတည်နေတယ်လို့ဆိုပါရယ်အဆိုပြုထားတဲ့စစ်ပြင်းရင်းမှာရေတက်နဲ့လေတက်လှုပ်ရှားမှုတွေကိုရပ်ဆိုင်းထားဖို့ပါဝင်ပါရယ်ရေတက်လှုပ်ရှားမှုကိုရပ်ဆိုင်းတာဟာရုရှားကိုတိတိတတ်တာမထိခိုက်နိုင်ပေမဲ့ပင်လယ်နဲ့ရေတက်ဟာသူ့ရဲ့တင်းမောတွေရဲ့သုံးပုံတစ်ပုံလောက်ဆုံးရှုံးခဲ့ရပါရယ်လေတက်လှုပ်ရှားမှုကိုရပ်ဆိုင်းတာကတော့သမ္မတဗလာဒီမာပူတင်အတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါရုရှားဟာ ရှေ့တန်းနောက်ကလေယာဉ်တွေကနေပြစ်လွတ်လိုက်တဲ့ glide bomb တွေကိုအသုံးပြုပြီး Ukraine မြို့တွေကိုတိုက်ခိုက်နေပါဗျ။လေတပ်လှုပ်ရှားမှုကိုရပ်ဆိုင်းလိုက်ရင်ရုရှားရဲ့ Ukraine ကိုဖိအားပေးနိုင်စွမ်းကိုကန့်တတ်လိုက်သလိုဖြစ်ပါဗျ။အခုချိန်မှာပူတင်ကဒီစစ်ပြင်းရေးပေါ်ဘယ်လိုတွေးနေလဲဆိုတာမသိရသေးပါဘူး။ရုရှားကမှတ်ချက်မပြုသေးပါဘူး။ Saudi Arabia မှာ Ukraine ရဲ့စီးပွားမှာ American ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ခဲ့တဲ့ Marco Rubio ကအရင်ကဒီဆွေးနွေးပွဲတွေဟာ အမေရိကန်ရဲ့အကူအညီနဲ့ထောင်လန်းရေးအချက်အလက်မျှဝေမှုကိုရပ်ဆိုင်းလိုက်တာကိုဖြည့်ရှင်းဖို့အဓိကကြတယ်လို့ပြောခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။